င်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်တပ်ကထုတ်တဲ့ electronic map ပိတ်ဆက်တွေကိုမဲခိုးမဲလိမ့်နိုင်တယ်ဆိုပြီးပြောဆိုပါကချက်ချင်းဖမ်းဆီးအရေးယူဖို့စစ်တပ်ကညွန်ကြားထားပြန်လေဆိုပါလေအမျိုးသားညီညွတ်အစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်သူ့ရင်ခွင်တို့ကိုချိတ်ဆက်ပြီးတော့စက်တင်ဘာလအတွင်းမှာတွေ့ ကျန်းဖတ်စစ်တပ်ဘက်ကဗိုလ်ကြီးတဦးအပါဝင်တပ်ဖွဲ့ဝင်68ဦးပြည်သူရင်ခွင်ခိုလုံခဲ့တယ်လို့ NUG ကထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျန်းဖတ်စစ်တပ်ကထုတ်တဲ့ electronic map ပိစက်တွေကိုမဲခိုးမဲလိန်နိုင်တယ်ဆိုပြီးပြောဆိုပါကချက်ချင်းဖမ်းဆီးအရေးယူဖို့စစ်တပ်ကညွှန်ကြားထားပြန်တယ်လို့မြို့နယ်ရွေးကောက်ပွဲကော်မရှင်တည်င်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့အကြက်ဖက်စစ်တပ်ကသူတို့ရဲ့တနိုင်ငံလုံးမလွှမ်းချုံနိုင်တဲ့အတုယောင်ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့ကစပြီးကျင်းပဖို့အတွက်အတင်းအကျပ်စီစဉ်နေရမှာသူတို့စစ်တပ်ကထုတ်တဲ့ electronic map စက်တွေနဲ့ပါ map ခိုင်းနေတာဖြစ်ပါတယ်အဲ့ဒီလိုစစ်တပ်ကထုတ်တဲ့ electronic map စက်တွေဟာသူတို့စစ်တပ်စိတ်တိုင်းကြမဲတွေကိုလိမ်လည်ခိုးယူလို့ရတဲ့အကြောင်းအဲ့ဒီ map စက်ကိုအသုံးပြုဖို့တင်နန်းတက်ခဲ့သူတွေကိုတိုင်ပြောထားသလိုတစ်ဖက်မှာတော့ စစ်တလောက်ခန့်ရွေးကောက်ပွဲကော်မရှင်ကအဲ့ဒီလိုသူတို့စစ်တပ်ရဲ့ electronic map စစ်တွေကိုမဲခိုးနိုင်တယ်မဲလိမ့်နိုင်တယ်ဆိုပြီးပြောဆိုပါကချက်ချင်းဖမ်းဆီးအရေးယူဖို့တပ်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကိုညွှန်ကြားထားပြန်တယ်လို့မြို့နယ်ရွေးကောက်ပွဲကော်မရှင်တည်င်းအရင်မြင့်ကပြောထားပါတယ်အကြမ်းဖက်စစ်တပ်ကတော့သူတို့လုပ်မဲ့ရွေးကောက်ပွဲအတုကြီးမှာသူတို့စစ်တပ်ကပဲထုတ်လုပ်ထားတဲ့ electronic map စပောင်း၅ပောင်းဝင်းကျင်ကိုအသုံးပြုခိုင်းထားပြီးအဲ့ဒီစစ်တွေကမဲလိမ့်မဲခိုးလို့မရဘူးလို့ပြောနေတာဖြစ်ပေမဲ့ အဲ့ဒီမဲပေးဆက်တွေကိုအသုံးပြုနီးတင်နဲ့တက်ခဲ့တဲ့သူတွေကတော့အဲ့ဒီမဲပေးဆက်တွေဟာသူတို့စစ်တကပဲနီးပညာနဲ့ထိမ့်ချုပ်ထားတာဖြစ်တဲ့အတွက်သူတို့စိတ်ကြိုက်မဲတွေကိုခလုံနှိမ့်လိုက်တာနဲ့လို့တို့အပြောင်းလဲလုပ်ပြီးမဲလိန်မဲခိုးလုပ်လို့ရတယ်လို့ပြောထားကြပါတယ်အခုခါမှာတော့အကျန်းဖက်စစ်တကသူတို့စိတ်ကြိုက်အသုံးပြုဖို့လှုပ်ထားတဲ့မဲပေးဆက်တွေကိုမဲလိန်မဲခိုးလုပ်လို့ရတယ်ဆိုပြီးပြောဆိုတဲ့သူတွေကိုပါချက်ချင်းဖမ်းဆီးဖို့ညှို့ချတာတွေအထိလှုပ်လာရုံနဲ့မကသူတို့ရဲ့မဲပေးဆက်ကနေ မဲပေးတဲ့အချိန်မှာကိုရွေးချယ်တဲ့ကိုစလဲလောင်းတွေကိုမှားရင်ဖော်ပြမိတယ်ဆိုပြီးမမှန်မကန်တိုင်ကြားလာရင်လေအဲ့ဒီသူတွေကိုရွေးကပွဲနှောက်ရှက်မှုဥပဒေနဲ့ထောင်ဒဏ်၃နှစ်ချမှတ်နိုင်တယ်ဆိုပြီးတော့ပါစစ်တပ်ကသူတို့ထုတ်တဲ့ဥပဒေတဲမှာကိုဖော်ပြထားသေးတယ်လို့သိရပါတယ်အဓိကကတော့သူတို့စစ်တပ်ကထုတ်တဲ့မဲပေးစက်နဲ့ပတ်သက်ပြီးမမှန်မကန်ပြောတာတွေကိုလုံးဝသီးမခံဘူးဆိုတာကိုပြောထားသလိုအဲ့ဒီစက်တွေကအရန်ကိုတိကျတယ်ဆိုပြီးတော့ပါစစ်တပ်လက်အောက်ခံရွေးကပွဲကော်မရှင်လူကြီးက တ်တီတီနဲ့ပြောထားသေးပြီတင်နန်းတွေမှာလည်းမဲပေးဆက်နဲ့ပတ်သက်လို့မဟုတ်တာတွေမပြောကြနဲ့ဆိုပြီးတော့ပါမဲပေးဆက်အစမ်းလေ့ကျင့်ပွဲတင်နန်းတက်ခဲ့ရတဲ့ကျောင်းဆရာမတအူးကိုတိုင်ကပြောထားပါသေးတယ်အဲ့ဒီလိုစစ်တပ်ကလုံးမဲ့တနိုင်ငံလုံးမလွှမ်းခြုံနိုင်တဲ့ရွေးကောက်ပွဲအတုကြီးမှာတော့သူတို့စစ်တပ်စိတ်တိုင်းကြမဲလိမ်မဲခိုးလို့ရအောင်အသုံးပြုမဲ့စစ်တပ်ထုတ်မဲပေးဆက်တွေကိုအကြမ်းဖက်မဲအွန်လိုင်းကိုတိုင်ကလည်း တို့ရဲ့မဲပေးဆက်တွေကအရန်ကိုတိကြတယ်ဆိုပြီးတော့ဗာမကြာခဏဆိုသလိုထုတ်ဖို့ပြောဆိုနေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းကတရက်မင်းလှလမ်းပိုင်းရောက်လာတဲ့အချက်ဖစစ်တဲ့စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်ခြင်းမို့အတွင်းစစ်တပ်ဘက်က6ဦးကတော့အ တီးတီးတိတ်ကုန်ကြပြီးတဲ့နောက်သူတို့စစ်သားမပါအလောင်းတွေနဲ့ဒဏ်ရာရစစ်သားတွေကိုကားရီပေါ်ဆွဲတင်ပြီးစစ်ကြောင်းလိုက်ပြန်ဆုပ်ပြေးသွားကြတယ်လို့ဗမာပြည်ကာကွယ်ရေးတပ်ရဲ့တာဝန်ခံကုတာချိုကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အော်တိုဘားလ2ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲမကွေးတိုင်းကအထက်မင်းလာရဲစခတ်အနီးတစ်ဝိုက်မှာရှိတဲ့ဂျေးရွာတွေကိုစစ်ကြောင်းထိုးပြီးပြန်လာတယ်အချက်ဖတ်စစ်တပ်ကိုတရက်မင်းလာလမ်းမိုက်အရှောက်မှာဒေါ်လာအေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း အကျဲဖက်စတဲ့ဘက်က6ဦးကတော့နေရာမှာတင်ပြက်လဲပြီးအသီးသီးတေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းများပွားပြီးတဲ့နောက်တေသွားတယ်သူတို့စစ်သားမသားအလောင်းနေတဲ့ဒဏ်ရာရစစ်သားတွေကိုဖောကားတွေပေါ်တင်ပြီးစစ်ကြောင်းလိုက်ပြန်ဆုပ်ပြေးသွားကြတယ်လို့ဗမာပြည်ကာကွယ်ရေးတရတာဝန်ခံကိုတာချိုကပြောထားပါတယ်အဲ့ဒီနောက်ထွက်ပြေးသွားတဲ့အကျဲဖက်စတဲ့စစ်ကြောင်းကကားပေါ်တွေကနေသူတို့ထွက်လာခဲ့မယ်ဆိုပြီးတော့ပါကျိန်ဝါသွားသေးတယ်လို့ဗမာပြည်ကာကွယ်ရေးတရတာဝန်ခံကိုတာချိုကပြောပြထားပြီး ဲ့ဒီလိုစစ်တပ်စစ်ကြောင်းတွေဟာလက်နက်မဲ့ပြည်သူတွေရှိရာကြေးရွာဒွိကူတာဝင်ရောက်မှွေနောက်တာတွေလုံနိုင်ပြီးတကယ်တကယ်တော်လန်ရင်တပ်တွေနဲ့ထိတ်တိုက်တွေ့ပြီးဆိုတာနဲ့သူတို့စစ်တပ်စစ်ကြောင်းတွေပဲတိုက်ခိုက်ချေမုန်းခံရပြီးတော့ပြန်ပြန်ဆုတ်ပြေးတွားရတဲ့အခြေအနေတွေသာဖြစ်နေတယ်လို့ဒေတာတွင်းသတင်းရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့တီးတိမ်နှမောင်းနဲ့ပလောမြို့နယ်ဘက်တွင်မှာအကျန်းဖက်စစ်တပ်ကတက်ကြတအူးရဲတအူးနဲ့စစ်မှုန်တတားတဲ့နှစ်အူးတို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူအတီးတီးအလင်းဝင်ရောက်လာကြပြန်တယ်လို့သက်ဆိုင်ရာတော်လိုင်းရေးတပ်တွေကပြောထားကြပါတယ်။ချင်းပြည်နယ်ကတီးတိမ်မြို့နယ်မှာဆိုရင်အော်တိုဘာလာတရနေ့ကပဲအချက်ဖက်စစ်တပ်ရဲ့တီးတိမ်မြို့နယ်ခလာယာ269တရင်ကတက်ကြညင်ကြီးရွှေစုံသူနဲ့စစ်မှုရန်တပ်သားတင်ခိုင်ချိုထုစုံသူတို့နှစ်ဦးဟာလက်နက်ကိုစီတဲ့အတူ PDS ဇိုလန်တပ်ဖွဲ့စီမှအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်။အလားတူတစ်ဖက်ကတင်းသားကြီးတိုင်ပလောမြို့နယ်မှာလည်းအော်တိုဘာလာတရနေ့ကပဲ အချမ်းပစတဲ့ရဲ့ခလာရ265တရင်ကစစ်မှုရန်တပ်သားတစ်တူဦးဟာလန်ဒန်နဲ့အတူမရမကထွက်ပြေးလာပြီးဒေါ်လန်ရဲ့တပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ဂန်ယူတပ်မှလီဘက်ကနေသတင်းထုတ်ပြန်ထားပါသေးတယ်။ဒါအပြင်တစ်ဖက်ကမကွေးတိုင်းဘက်မှလည်းနမောင်မြို့နယ်မှာအချမ်းပစတဲ့ရဲ့အမှတ်7ရဲတရင်ရဲ့ရဲတပ်သားကြော်ခိုင်ဆိုသူဟာလန်ဒန်နဲ့အတူဒေါ်လန်ရဲ့တပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့တရက်ခရိုင် PDF အမှတ်3တရင်ကနေထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီလို့ လက်နက်ကိုစီနဲ့အတူတော်လန်ရေးတပ်တွေစီမှအလင်းဝင်ရောက်လာကြတဲ့စစ်တပ်ကတက်ကြတအူရဲတအူနဲ့စစ်မှုထမ်းတပ်သားတင်နှစ်ဦးတို့ကိုသဆိုင်ရာတော်လန်ရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပေးထားပြီး CDM ဆိုင်ရာနောက်ဆက်တွဲကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်ပေးနေပါတယ်လို့လည်းသိရပါတယ်ခင်ဗျာတဆက်ထဲမှာပဲအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်သူ့ရင်ခွင်တို့ကိုချိတ်ဆက်ပြီးစတင်ဘာလအတွင်းမှာတဲ့အချက်ဖတ်စစ်တပ်ကဗိုလ်ကြီးတအူအပါဝင်တပ်ဖွဲ့ဝင်68ဦး ပြည်သူရင်ဝင်ခိုလုံခဲ့တယ်လို့ MG ကကွေးဝင်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။အဲဒီလိုစစ်တပ်ကနေပြည်သူရင်ဝင်ခိုလုံလာသူ68ဦးတည်းကလက်နက်နဲ့ဝင်ရောက်လာသူဟာ18ဦးရှိပြီးသူတို့နဲ့အတူ MA1 စတလက် MA3 လေးလက်လက်ပစ်ပုံး3လုံးနေမိုင်း2လုံးနဲ့ကြီမျိုးစုံ600နီးပါးတို့ကိုရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်အကြံဖစတဲ့ရဲ့အာမလူတစ်စုဆောင်ခံရသူစစ်မှုရန်တသားတဲ့59ဦးနဲ့ရဲတအူဗိုလ်ကြီးတအူတက်ချက်ကြီးတအူတသား8ဦးတို့လည်း ပြည်သူရင်ခွင်ခိုးလုံသူတွေအဖြစ်ပါဝင်ပြီးဒါဟာလက်ရှိစစ်တပ်ထဲမှာရှိနေတဲ့သူတွေတဲမှာလဲအခွင့်ရရတာနဲ့ပြည်သူနဲ့အတူရက်တိပိုဂျိုးပန်းနေတာကိုပြသနေတာဖြစ်တယ်လို့ဆိုထားပါတယ်။ဘလို့အကြောင်းလည်းပဲဖြစ်ဖြစ်လက်ရှိစစ်တပ်ထဲမှာစစ်မှုထမ်းတပ်သားတွေအဖြစ်စုဆောင်းခံရသူတွေအပါအဝင်ပြည်သူ့ဘက်ရက်တိခြင်းနဲ့စစ်သားနဲ့ရဲတွေအနေနဲ့ပြည်သူရင်ခွင် Telegram ကနေပဲဖြစ်ဖြစ်ဆက်သွယ်နိုင်တယ်လို့ကိုနဲ့နီဇာယာတော်လန်ရေးတက်အတိအသီးစီမှာလေအချိန်မြွေးဆက်သွယ်ပြီးပြည်သူရင်ခွင်ခိုးလုံနိုင်ပါတယ်လို့လေ NG ကာကွယ်ရေးဝန်ကြီးဌာနက တိပေးထုတ်ပြန်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့ကချင်းပြည်နယ်ဖားကန့်မြို့နယ်ကစမ်းကြွယ်ကျေးရွာအနီးမှာရှိတဲ့ကြောက်တူးဖော်ရေးလုပ်ကွက်ရဲ့စိုက်ရန်ရာတွေကိုအကြံဖက်စစ်တပ်ကဝင်းရောက်မိရှုဖျက်ဆီးတောပြန်တယ်လို့ဖားကန့်တရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒီကနေ့အော်တိုဘာလ3ရက်နေ့မနက်6နာရီလောက်ကစပြီးဖားကန့်မြို့နယ်စမ်းကြွယ်ကျေးရွာအနီးမှာရှိတဲ့ကြောက်စိမ်းလုပ်ကွက်ကုမ္ပဏီတစ်ခုရဲ့ဗဟိုးစက်ကြီးတွေကိုစစ်တပ်ကဝင်းရောက်မိရှုဖျက်ဆီးတောရမှာ မနက်၈နာရီကျော်တဲ့အထိမိလောင်ကြွမှုတွေဖြစ်ပွားနေတယ်ဆိုပါတယ်။အဲ့ဒီလိုပဲစက်တင်ဘာလ23ရက်နေ့ကလည်းစက်ရန်ရဘဟု48စီးကိုစစ်တပ်ကမိရှို့ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့လက်ရှိပေါင်စည်းနဲ့ဆိုရင်ဘဟုတစ်စီးကို3000ဝန်းကျင်မှာရှိတဲ့အတွက်ဆုံရှုံမှုကတော်တော်များတယ်လို့လည်းဖာကန်သတင်းရင်းမြစ်ကပြောထားပါသေးတယ်။အဲ့ဒီဖာကန်မြို့နယ်ကိုမေလအကုံပိုင်းကစပြီးရောက်လာတဲ့အချက်ဖတ်စစ်တပ်စစ်ကြောင်းတွေဟာဖာကန်မြို့နယ်တစ်ခုလုံးကိုထိန်းချုပ်နိုင်မှုအတွက်စစ်ကြောင်းထိုးတာတွေလုပ်တဲ့အချိန် ဘာမှမဆိုင်တဲ့အယတပြည်သူတွေကိုအကြောင်းမဲ့ပြစ်ခတ်တပ်ဖြတ်ဓာတွေလက်နက်ကြီးနဲ့အယတပြည်သူတွေနေထိုင်ရနေရာတွေကိုပြစ်ခတ်မှုတွေကြောင့်လည်းလေးလာကျော်အတွင်းပါတယ်ပြည်သူအယောက်ပေါင်း90နီးပါးတေဆုံးထားပြီးဖြစ်တယ်လို့ဖကန့်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ပကိုးတိုင်းဂျိုးပင်ကောင်မြို့နယ်မှာရှိတဲ့ကံဦးကျေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်သွားမှုကြောင့်ပြည်သူတို့အပြင်းထန်တန်ရာရထားပြီးနေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ30ရက်နေ့ကပဲဂျိုးပင်ကောင်မြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာကန်ဦးကျေးရွာကိုအချမ်းဖက်စစ်တပ်ကဗားတိုက်ပွဲမှမဖြစ်ပဲဒရုန်းနဲ့လာပြီးအကြောင်းမဲ့ပုံကျဲသွားတယ်ဆိုပါတယ်။အဲ့ဒီလိုစစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်ကျေးရွာနေပြည်သူတို့ပြင်းထန်တန်ရာရထားတဲ့အပြင်နေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ် အလားတူစက်တင်ဘာလ28ရက်နေ့ကလည်းဂျိုဘေကောင်မြို့နယ်အလေကုန်းရက်စခန်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကဥယျာဉ်ကြီးဂျေဝါကိုအခုလိုပဲဗားတိုက်ပွဲမှမဖြစ်ပဲဒရုန်းနဲ့ပုံကျဲသွားမှုကြောင့်စာကျက်နေတဲ့အသက်16နှစ်အရွယ်ဆယ်တန်းကျောင်းသားမောင်အိုင်းစတိုင်းဆိုသူလည်းသေဆုံးခဲ့ပါသေးတယ်ခင်ဗျတဖက်မှာတော့ဘကိုးတိုင်းကရေတာရှိမြို့နယ်မှာစင်ခွေဂျေးရွာအုပ်ချုပ်ရေးမှုမျိုးဝင်းဆိုသူကအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုအာရမပြုကျင့်မှုအတွက် ရဲနယ်စစ်တပ်ကအေးအေးယူမှုမရှိဘူးလို့အဲ့ဒီဖြစ်စဉ်ကိုသိရှိထားသူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့စက်တင်ဘာလ26ရက်နေ့ကပဲရေတာရှင်မြို့နယ်စင်ဂွေဂျေးရွာမှာစစ်တပ်လက်အောက်ခံဂျေးရွာအုပ်ချုပ်ရေးမှုမျိုးဝင်းဆိုသူကအသက်16နှစ်အရွယ်မိန်းကလေးငယ်နေထိုင်ရာအိမ်ကိုတွားရောက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီချိန်အိမ်မှာရှိတဲ့မိန်းကလေးငယ်ကသူ့ရဲ့မိဘတွေလေတော့တဲ့တွားတဲ့အကြောင်းအိမ်မှာအမေတို့မရှိဘူးဆိုတဲ့အကြောင်းပြောပြီးမြဲ အဲ့ဒီအုတ်ချုပ်ရေးမှုမျိုးဝင်းကနေအိမ်ဘောကိုအတင်းတက်ပြီးမိန်းကလေးငယ်ကိုအရမပြုတ်ကျင်သွားပြီးတော့ပြန်ထွက်သွားတယ်ဆိုပါတယ်။အဲ့ဒီနောက်မိဘတွေပြန်လာတဲ့အချိန်မိန်းကလေးငယ်ဟာသူ့ကိုအုတ်ချုပ်ရေးမှုမျိုးဝင်းကအရမပြုတ်ကျင်သွားတဲ့အကြောင်းကိုငိုယိုတိုင်ကြားတဲ့အတွက်မိဘဖြစ်သူတွေဟာတက်ဆိုင်ရာကိုအကြောင်းကြားပြီးတိုင်ကြားခဲ့ပေမယ့်ရဲနဲ့စစ်တပ်ကအုတ်ချုပ်ရေးမှုမျိုးဝင်းကိုအရေးယူမှုမရှိဘူးလို့ဖြစ်စဉ်ကိုသိရှိထားသူတွေကပြောထားကြပါတယ်။လက်ရှိမှာတော့ ဲ့ဒီမိန်ကလေးငယ်ကိုမိဘဖြစ်သူတွေကတနေ့တကြေးကိုပို့ထားရပြီအဲ့ဒီမရင်းပြူးချင်းခဲ့တဲ့စင်ကွေဂျေးရွာအုပ်ချုပ်ရေးမှုမျိုးဝင်းဆိုသူဟာစစ်တပ်အားကိုနေသူ့ရဲ့အုပ်ကြီးအာနာသုံးပြီးဂျေးရွာနဲ့ပတ်ဝန်းကျင်တဝိုက်မှာလဲအလုံးမတူပဲမိန်ကလေးငယ်တွေကိုမရင်းပြူးချင်းမှုတွေနောက်ထပ်ရှိသေးပြီးစစ်တပ်နဲ့ရဲကတော့သူတို့လက်အောက်ခံဖြစ်တဲ့အတွက်ဘာအရေးယူမှုမှမရှိဘူးလို့စင်ကွေဂျေးရွာနေတဲ့ရင်းမြစ်ကလည်းပြောထားပါသေးတယ်ခင်ဗျ ုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ